အဲ့တော့မေကွန်လေးခုနမေကွန်လေးကိုဖြည့်မယ်နော်ကောလာဂျင်တောက်လို့ရှိရင်တဲ့ကြောက်ကက်ထည့်ရဆိုတာတဲ့ဟုတ်သလားတဲ့ဆိုတော့အကြံပြင်းအဖြစ်ဆိုရင်တော့ဟုတ်တယ်လို့ဖြည့်ရမှာပေါ့နော်ဆိုတော့ ဘာဖြစ်အောင်ဟုတ်တယ်ဆိုတဲ့အခြေအနေလေးရှိတယ်ပေါ့နော်ဒါပေမဲ့ဘလို့ဟုတ်တယ်လဲဆိုတာလေးကိုရှင်းပြမယ်ကောလာဂျင်ဆိုတာဘာလဲဆိုတာလည်းရှင်းပြမယ်နော်ဆိုတော့ကောလာဂျင်ကောလာဂျင်ဆိုပြီးကောလာဂျင်နေအရန်တောက်ကြတယ်လीနော်အခုခေတ်ကအဲ့တော့ကောလာဂျင်ဘာလဲဆိုတာလည်းရှင်းပြမယ်ဘလို့အသက်ရွယ်ကြီးတောက်ပါလဲပေါ့နော်ဆိုတော့ကောလာဂျင်ကကျွန်တော်တို့ကမွေးနေကနေပြီးတော့မှမွေးရပါပါလာတဲ့သူ့ရဲ့ဓာတ်တစ်ခုပေါ့နော်မွေးနေကကောလာဂျင်ဓာတ်ကြီးခန္ဓာကိုယ်ထဲမှာပါလာပြီးသားဒါကြောင့်မလို့အဲကောလာဂျင်ရဲ့ဒီဓာတ်ဟာအသားလေးတွေကိုနုညံ့နေအသားလေးတွေအကြည်တယ်ပေါ့နော်ရိုးစစ်တွေကောင်းနေတန်မာနေ စပင်းလေးတန်းနဲ့လက်သေးချီသေးတွေကောင်းနေအဲเนาะအဲဆိုတော့ဒီလိုမျိုးလေးတွေပေါ့နောက်တစ်ခါအဲရေးចောင်းလေးတွေပေါ့လေเนาะဒီလိုမျိုးလေးတွေစသဖြင့်ဒီလိုမျိုးလေးတွေကောလာဂျင်အာနိသင်ရှိရဒါကြောင့်မလို့မွေးကာစားခလေးလေးတွေအသားဆိုရင်အရန်နူးညံ့တာဘာဖြစ်လို့ကောလာဂျင်တက်အရန် rich ဖြစ်တဲ့အချိန်မလို့เนาะဆိုတော့လေအဲ့တော့ကောလာဂျင်တက်ကမွေးရပါငွေးတွေကနေပြီးတော့တဖြည်းဖြည်းနဲ့ကြီးလာတာကြီးလာတာကြီးလာတာနဲ့သူကကောလာဂျင်တက်ကလေးကထုတ်လုံးမှုအားလေးကယွန့်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 ပါ ပေါ့နော်အဲ့တော့ collagen ကိုဘယ်အသက်အရွယ်လောက်မှာစပြီးတော့မှတောက်တင်လဲဆိုအသက်20လောက်ထိကတော့ကျမကတော့ collagen တောက်ဖို့မလိုအသေးဘူးလို့ပဲပြောပြရစီနော်ဆိုတော့အသက်20ရဲ့ဒီဘက်ပိုင်းပေါ့နော်အသက်အစိတ်လောက်ပေါ့လေအဲ့လောက်လောက်မှာပဲ collagen ကိုတောက်တင်နေနော်လူငယ်တွေဟာ collagen ကိုတောက်ဖို့မလိုအသေးဘူးလို့ပဲပြောပြရစီအဲ့တော့မလိုအပ်ဘူးဆိုတော့ခစားမလိုအပ်နေတဲ့အချိန်မှာမလိုအပ်တဲ့ဟာကိုအတင်းထည့်တယ်ဆိုရင်ခုနပြောတဲ့ကြောက်ကပျက်စီးတယ်ဆိုတဲ့ဟာမျိုးကဒါမျိုးကိုဆိုလိုတာပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ collagen တောက်တယ်ဆိုရင်ဘယ်လိုတောက်ရမလဲဆိုကော်လာဂျင်ကအစာနဲ့ဝေးပြီးတော့မှတောက်ရတဲ့အမျိုးအစားအဲ့ဒါမှသူကပို့ပြီးတော့မှ effective ဖြစ်တယ်ကော်လာဂျင်ကိုဘာနဲ့တွဲပြီးတော့မှတောက်ရင်ပို့ပြီး effective ဖြစ်လဲဆို vitamin C နဲ့တွဲပြီးတောက်လို့ရှိလို့ရှိရင်ပို့ပြီးတော့မှ effective ဖြစ်တယ်သူရဲ့အာနိသင်ကပို့ပြီးတော့မှအကျိုးတက်ရမှုပို့ပြီးများတယ်အဲ့တော့ကော်လာဂျင်မှာဘယ်လိုကော်လာဂျင်တွေအမျိုးအစားတွေရှိလဲဆိုလို့ရှိရင်ကျမတို့ကငါးကနေထုတ်တာရှိတယ်အသီးအနှံတွေကနေထုတ်တာရှိတယ်နောက်တစ်ခါအသားကနေပေါ့နော်ကျမတို့က ာပေါ့နော်အခောက်ကနေဒီဒီကနေထုတ်တာရှိရင်အဲ့တော့ဘာသာကြားတွေအနေနဲ့ဆိုရင်ကောလာဂျင်တောက်မယ်ဆိုရင်ကောလာဂျင်ဘူးမှာကြည်ပါကျမတို့အာငွားနဲ့ဒီဘက်ကအအသီးနံနဲ့ဟာကိုပဲတောက်ဖို့တင့်တော်ပါတယ်နော်ဆိုတော့အသားနဲ့လုတ်တဲ့ကောလာဂျင်လည်းရှိပါတယ်ကောလာဂျင်တောက်ရင်ဝရသလားလို့ဆိုရင်မေးခွန်းလည်းရှိရယ်ဝရတယ်တချို့ကောလာဂျင်တွေကဝရတယ်နော်ဈေးကွက်ထဲမှာရှိရယ်တချို့ကောလာဂျင်တွေကဝရပါတယ်အဲဆိုတော့အာတချို့ကတော့ကျမ မောရတဲ့ collagen တွေလည်းရှိပါတယ်ပေါ့နော်အချင်တက်ပို့ပြီးတော့မှ vitamin C နဲ့တွဲပြီးတော့မှတောက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတက်ပါမယ်ပေါ့နော်ဆိုတော့တချို့သော collagen တွေဆိုလို့ရှိလို့ရှိရင်ဒါတော်တော်လေးကို collagen တောက်ပြီးတော့မှဝါတယ် ခန္ဓာကိုယ်ဝလာတာမျိုးတွေလည်းရှိတတ်ပါတယ်เนาะဆိုတော့ကောလာဂျင်ကဘာအတွက်ကောလာဂျင်ကိုတောက်ရတာလဲဘယ်အသက်အရွယ်ကနေစပြီးတောက်ကြတယ်ဆိုတော့ခုနလိုပေါ့အသက်20ကျော်ကနေမသိမချင်းထိတောက်လို့ရတယ်အဲ့တော့ဘယ်လိုပုံစံတောက်ရမလဲဆိုရင်တော့ကျမတောက်တဲ့ပုံစံမျိုးနဲ့ကျမကတော့အာကိုတောက်တဲ့ပုံစံမျိုးနဲ့ကိုကိုနားလေတလောက်ဆိုရင်တော့၃လအဲကျမတို့၃လတောက်မယ်တလနားမယ်၃လတောက်မယ်တလနားမယ်၃လတောက်မယ်တလနားမယ်ဒီလိုပုံစံမျိုးနဲ့ကျမတို့တစ်နှစ်ပတ်လေသွားအောင်အဲဒီဒီတလေသွားအောင်လीဒီလိုလေးတောက်တယ်ဆိုလို့ ရှိလို့ရှိရင်အဲဒါက အဆင်ပြေတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ကောလာဂျင်ကိုတောက်တယ်ဆိုလို့ရှိရင်ခုနပြောသလိုပဲအစာနဲ့ဝေးပြီးတော့မှတောက်ရတယ်ဒါမှသာလင်း effective ဖြစ်တယ်မနေ့အိယာထားကနေတောက်တယ်ဆိုရင်တနေ့ကုန်လန်းစန်းနေညကအိယာဝင်ကိုတောက်တယ်ဆိုရင်လည်းခုနကဒီခန္ဓာကိုအေးပြားတို့ဘာတို့ဒီသဘင်တို့နော်လက်သေးချီသေးတို့ခုနလိုဒူးနာတာတို့ခါနာတာတို့အဆင်မြင့်နာတာတို့တွေဒီတက်တာနေဒါကြောင့်မလို့ကောလာဂျင်ဟာအသားရည်လှပမှုတစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမြအယိုးအစစ်တွေဒီလိုမျိုးဒူးနာတတ်တာတွေအဆင်မြင့်နာတတ်တာတွေခါနာတတ်တာတွေအတွက် ်ကိုပို့ပြီးတော့မှအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့အသက်အရွယ်ကြီးတဲ့80 80 90မတိမချင်းထိကိုကောလာဂျင်ကတောက်သုံးလို့ရပါတယ် ဒါပေမဲ့လိုအပ်တာထက်ပမာဏပိုပြီးတော့မှများများတောက်တယ်ဆိုရင်တော့ခုနကြောက်ကက်ကိုပျက်စီးစေတဲ့ဟာမျိုးကိုဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့တန်စေလွန်ပေးအနေနဲ့ကျွန်မခုနပြောလို့၃လတောက်မယ်၊၃လနာမယ်၊၃လတောက်မယ်၊၃လနာမယ်။အေးအဲ့တော့ကောလဂျင်မှာ A ကောလဂျင်ကောင်းတယ်တောက်နေပြန်တယ်။သူများက B ကောလဂျင်ကောင်းတယ်ဆိုလို့ B ကောလဂျင်လည်းတောက်မယ်။ဟဲဟိုလူကကျတော့ C ကောလဂျင်ကောင်းတယ်ဆိုတော့ C ကောလဂျင်လည်းတောက်မယ်ဆိုရင်ဒီလိုမျိုးဆိုရင်လည်း overdose ဖြစ်ပြီးတော့မှကြောက်ကက်ပျက်စီးစေတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့ကိုကတကင်းကိုအာနိသင်ရှိတဲ့နော်ကိုနဲ့အစဉ်ပြေတဲ့ ကိုနဲ့တဲ့တယ်သူများနဲ့ကောင်းမိမယ်ကိုနဲ့ကောင်းကြမှာကောင်းမယ်ပေါ့နော်ကိုနဲ့ကောင်းတဲ့ဟာမျိုးကိုတောက်တဲ့နေအဲ့တော့ collagen ကြီးကတော့တစိုက်ကြီးအများကြီးရှိတယ်ကျွန်တော်တို့ဈေးပုံးတဲ့ဟာတွေလည်းရှိတယ်ဈေးကြီးတဲ့ဟာတွေလည်းရှိတယ် နောက်တစ်ခါအာဟိုပေါ့ဒီတိုင်းပေါ့ပေါ့ပဲပဲနဲ့အချိုရည်တာတာနဲ့လှုပ်ထားတဲ့ collagen အမုံတုပ်တွေလည်းရှိတယ်ဆိုတော့ဒါကတော့ကိုယ့်ဟာကိုယ်ကိုယ့်ရဲ့ budget ကိုယ့်ရဲ့အဲတုံးဆွဲနိုင်မှုเนาะပုံမှာ multi ပြီးတော့မှကိုယ့်ကိုရွေးချယ်ပြီးတော့မှတောက်သုံးပါเนาะဆိုတဲ့ခါကျကျွန်မကတော့ဒီ Australia ထုတ်တဲ့ collagen လေးကိုတောက်ပါတယ်เนาะဆိုတော့ Swiss ကနေပြီးတော့မှ Swissy လို့ခေါ်လား Swiss လို့ခေါ်လားเนาะအဲ့ဒီ collagen တစ်စိမ့်နဲ့အဲကျွန်မက grape seed နဲ့ကိုတွဲပြီးတော့မှတောက်ပါတယ်အဲ့တော့အသားရည်လေးကြီးတယ်နောက်တစ်ခါအမဲဆက်ကလေးတွေတက်သွားတာလေး ေး grapes ရဲ့အာနိသင်ရဲ့ collagen ရဲ့အာနိသင်ရဲ့အရေးကြောင်းလေးတွေတက်တာတာလေးတွေပြောင်ပြောင်တင်းတင်းကြီးကြီးလင်းလင်း glow glow ပေါ့နော်နောက်တစ်ခါဒူနာဓာတ်တာလေးတွေကျွန်မတို့တွေခါနာဓာတ်တာလေးတွေအဆင်မြင့်ချစ်ချင်းဝတ်ကလေးတွေနာတာမျိုးလေးတွေလက်သေးလေးတွေကျိုးလွယ်တာမျိုးတွေသပင်းလေးကျွတ်တာတွေနော်နှခွဖြစ်တာတွေစသဖြင့်ဒီလိုမျိုးတွေကိုတက်တာစီတယ်ကျွန်မတော့အဲ့ဒီ Australia နေဟာဖြစ်တဲ့ Swissy လား Swissy Desert ကနေပြီးတော့မှ collagen ကိုတောက်တယ်အဲ collagen နဲ့ grapes နဲ့ကိုတောက်တယ်အဲ့တော့ပြန်ပြီးတော့မှချုပ်ရရင် collagen တောက်တင်ကြောက်ကတ်ကို ျက်စီးစေတတ်သလားဆိုရင် တောက်တဲ့ပမာဏထက်ပိုပြီးတော့မှတောက်တယ်ဆိုရင်ကြောက်ကပ်ကိုပျက်စီးစေပါလေเนาะဆိုတော့သူရင်ပမာဏတစ်ခုအထိပဲတောက်တဲ့နော်နောက်တစ်ခါဘယ်အသက်အရွယ်ကနေဘယ်အသက်အရွယ်အထိတောက်တဲ့လဲဆိုရင်အသက်20ကျော်လောက်ကနေမသိမချင်းအထိတောက်လို့ရပါလေเนาะဆိုတော့အမျိုးသမီးတွေသွေးဆုံးကင်ကန်နီးသွေးဆုံးကင်နဲ့အခြေအနေတွေမှာလည်းဒါကောလာဂျင်ကိုတောက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သွေးဆုံးကင်နဲ့ side effect တွေပေါ့လေဒီလိုမျိုးတွေခံစားရတဲ့ဟာတွေကိုအများကြီးတက်တာစီပါလေကျွန်မဆိုဒါအခုဆိုရင်ဒီအသက်အရွယ်ပိုင်းခြားဆိုရင်ကျွန်မဆိုဒါ ါသွေးဆုံးနေပေါ့နော်ဆိုတော့ဒီလိုမျိုးအာမျိုးမှာကျမသူများလိုမျိုးဝေဒနာဆိုးတွေမခံစားရဘူးပေါ့နော်ဘာဖြစ်လို့ကျမဒီတက်တန်းတစ်ချောင်းမှာပြင်ဆင်ခဲ့တဲ့အာတွေပေါ့နော်ဒီ supplement တွေကိုတောက်သုံးခဲ့တဲ့အကျိုးကျေးဇူးတွေကြောင့်မလို့ခုနလိုပေါ့အသားရည်တွေမွေးချောက်သွားတာမျိုးတွေနော်အဲနောက်တစ်ခါခုနပြောစိတ်အခြေအနေတွေဒါမျိုးတွေကျမမကြုံရဘူးပေါ့နော်အဟို hyper တွေ hypo တွေဖြစ်တာမျိုးတွေနော်စိတ်တွေကလေအဲ့လိုမျိုးတွေတိတ်ပြီးတော့မှမကြုံရဘူးချော့ချော့မွမွနဲ့ဒီကာလကိုဖျက်ဆီးသွားနိုင်နေပေါ့နော်အဲ့တော့ဟိုဂူချက်ချင်းဂ ုချက်ချင်းဆိုတာထက်ကိုကျွန်တော်တို့ကပလန်နဲ့ပေါ့အဲ့တော့အခုဆိုရင်ဒါ30ကျော်လောက်ညမတွေဆိုလို့ရှိရင်ကြိုတင်ပြီးတော့မှပြင်ဆင်ထားပြီးတော့မှပုံမှန်လေးဒီလိုလေးတောက်သုံးလာခဲ့ကျွန်တော်ခုနပြောသလို3လတောက်တလာနာ3လတောက်တလာနာဒါဆိုရင်အသားရည်ကိုလည်း စီရင်စီရကျွန်တော်တို့ကစကင်ကဲတွေကိုလင်းယုံတစ်ခုတည်းနဲ့အသားရည်တွေကဟိုပြောင်းလဲမှုကအများကြီးမဖြစ်ပါဘူးအဲ့တော့ဟိုအမျိုးသမီးတွေအသားရည်တွေကိုကြည်လင်ဖို့လှပဖို့ဂလိုးဖို့ဂလပ်ဖို့ဆိုတာကလေအတွင်းခန္ဓာကိုယ်ကလေတန့်စင်ဖို့လိုသေးတယ်သွေးသားတွေကနော်တန့်စင်ဖို့လိုသေးတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအတွင်းနဲ့အပြင်နဲ့ကိုပေါင်းပြီးစကင်ကဲတွေကဲတာလဲကဲရမယ်ခုနကလိုသွေးသားတန့်စင်အောင်လေဒီလိုမျိုးလိုအပ်တဲ့ supplement တွေတောက်ရမယ်ပေါ့နော်ကျွန်တော်တို့ grape seed နဲ့ဒီ collagen နဲ့ကိုတွဲပြီးတော့မှတောက်ပါတယ် swizzy la swissi ီဆွစ်ဇီပေါ့နော်အဲ့လိုမျိုးဆွစ်ဇီလို့ထွက်လာဆွစ်လို့ထွက်လာအတန်အတွက်တော့မားကောင်းမားမယ်နော်အဲ့ဒီဟာရဲ့ကောလဂျင်ရဲ့ grape C ရေကိုတောက်ပါတယ်เนาะဆိုတော့သူကတော့ကျမအတွက်မဝဘူးပေါ့เนาะတချို့ collagen ကဝရတယ်ဟိုကလေ American တစိကပါပါလိမ့်မလေးတို့ဘူးကြီးလေဝရတဲ့ဟာ you you theory youth theory ကတော့တော်တော်ဝါတယ်ကျမတောက်တာ တော်တော်ဝါတယ် youth အဲ့တော့ခန္ဓာကိုယ်ပိန်နေသူတွေ collagen တောက်ချင်နေဆိုရင် youth theory ကိုရေးချင်ဝါမှာကြောက်တဲ့သူတွေဆိုရင် youth theory ကိုမတောက်နဲ့ youth theory ကဝါတယ်သိလားနော်ဆိုတော့တချို့ကပိန်နေဝါလဲဝါချင်နေအသားကြီးလဲကြည်လင်ချင်နေဆိုရင် youth theory ကိုတောက်ဒါဆိုရင် collagen ရဲ့အာနိသင်ရောခန္ဓာကိုယ်အတွက်သူကဝါတာလေးရောရတယ်နော် youth theory ကတော့ဝါဝါပြီးသားတွေစုဖြိုးပြီးသားတွေဆိုတော့ youth theory သွားမတောက်လိုက်နဲ့အဲ့ဒါဆိုရင်တော့တခါတည်းကိုအရန်အရန်ဝါတယ် youth theory ကတော့နော်ဆိုတော့ကျွန်မအတွက်ကတော့တော်တော်ကြီးကို ဝရတယ်။ဒေါက်တာများများအမျိုးသမီးတွေလည်းကော်လာဂျင်တောက်ရင်ဝရတယ်ဆိုတဲ့ဟာမျိုးတွေကဘာတောက်လဲလို့မင်းလာရင်ယူတီရိုတီတောက်တာလို့ဖြစ်တယ်။အဲ့တော့ဝါကျင်နေသူတွေကော်လာဂျင်လည်းတောက်ချင်တယ်ဝါလည်းဝါကျင်နေဆိုယူတီရိုတီကိုတောက်မဟုတ်ဘူးဆိုလို့ရှိရင်တော့တခြားတစ်စိတ်ကိုတောက်ပေါ့နော်။ကျမတို့ Swiss ကိုတောက်တယ်။အဲ Swiss Swiss ပေါ့နော်။ထားပါတော့အဲ့လိုပဲ SWISSC အဲ့ဒီရဲ့ကော်လာဂျင်တောက်တယ် Grape Seed နဲ့တွဲပြီးတော့မှတောက်တယ်နော်။အဲ့တော့ကော်လာဂျင်တောက်ရင်ကြောက်ကပ်ပျက်စီးသလားဆိုတဲ့အဖြေလေးကိုဖြေပေးခြင်းဖြစ်ပါတယ်။